ယောဂီများအမေးဖြေကဏ္ဍစားကြအောင်နံပါတ်1ကတောင်ရောင်းဒီဒီပန်ဘာအင်္ဂလိပ်လို I don't like to ask a complete ဆိုပြီးတော့အင်္ဂလိပ်လိုရေးထားတယ်။အောက်ကဒီရတူတူဆိုပြီးတော့ ရှင်ဘုရားစိတ်တပြင်စင်ရတစိတ်ပေါ်တစိတ်သိနှစ်တပီတော်တရားထိုင်ပါသည်တရားအစ၌ဝေဒနာမပေါ်၍စိတ်ကိုမပြန့်ရန်ထိန်းနေပါသည်တဏှာကြောမဝေဒနာစပေါ်လာပါသည်ဝေဒနာပေါ်မှပဲစိတ်မပြန်းအောင်ထိန်းတဲ့အလုပ်ဤသွားပါသည်ပြုပြင်လိုစိတ်တရားဖြိုးလိုစိတ်တို့ကိုသတိကြီးစွာစောင့်ကြည့်နေပါသည် တနာယီမိနစ်20ဝန်းကျင်၌ဝေဒနာများငြိမ်းသွားပြီးအေးချမ်းမှုကိုခံစားမိပါသည်ဤကဲ့သို့ဝေဒနာဤနောက်ဆက်တွဲပေါ်လာသည့်စိတ်ကိုစောင့်ကြည့်သည်မှာမှန်ပါသလားစိတ်ဓာတ်ကျင့်စဉ်ဖြင့်မဟာပလင်လေ့ကျင့်၍ရပါသလားကျေးဇူးပြု၍ဖြေကြားပေးပါရန်ယူသည်စွာလျှောက်ထားပါသည်တဲ့အဲ့ဒီမှာ သူ့အချင်းပိုင်းနဲ့သူရှိပါတယ်အာနာပါနာကမ္မထံကိုဟိုရင်တဏှာဤတဏှာဤကိုယ်နှစ်နာဤအဲ့ဒီကျင့်စဉ်ကဏ္ဍရှိပါတယ်မဟာပလင်ကျင့်စဉ်မရောက်သေးမဟာပလင်ကိုမမြင်ဟိုရင် ပြောဖို့မလိုသေးပါဘူးပထမပိုင်းကိုပဲစစ်ဆေးဖို့လိုပါတယ်တဏှာဤကြောမဝေနာပေါ်လာသည်တဲ့ဝေနာမပေါ်ခင်ကစိတ်ကို မပြောင်းထိန်းထားပါတယ် တရားဖြုတ်လို့ဈေးကိုတတိကြီးစွာစောင့်နေပါလေတနအီမိနစ်20ကြာမှဝေနာငြိမ်းသွားပြီးအေဂျမ်မှုခံစားပါလေနော်ဤကဲ့သို့ဝေနာ90တွဲပေါ်လာသည့်ဈေးကိုစောင့်ကြည့်ရမှန်ပါသလားတဲ့အဲ့ဒါတော့ဈေးကိုထိန်းရတဲ့အလို့ပထမအာနာပနာကမ္မထာမှာထိန်းရမှာနော်စီဈေးကိုခန္ဓာအပြင်ပဲမရောက်အောင်ထိန်းရမယ်အလို့ကတရားယောဂီရဲ့တာဝန်ပါပဲအလို့ပါပဲ နောက်တစ်ခုကအဲ့ဒီဂျာထဲမှာတရားဖြုတ်လို့စိတ်ဆိုတာကိလေသာပါအဲ့ဒီကိလေသာစိတ်နဲ့မကောက်အောင်ထင်းရတာလေတရားယောဂီရဲ့ဗရာဏအလုပ်တွေပါပဲတဏှာကြီးမိနစ်20ဝန်းကျင်လိုက်ဝေဒနာငြိမ်းသွားပြီးအေးချမ်းမှုရတယ်ဆိုတာကအဲ့ဒီအေးချမ်းမှုကဝေဒနာတာမငြိမ်းအေးချမ်းမှာမဟုတ်ဘူးဆိုလိုတဲ့သဘောကိုသိရောက်နေပါတယ်အဲ့တော့တဏှာကြီးမိနစ်20ဝန်းကျင်လိုက်ဝေဒနာငြိမ်းသွားပြီးအေးချမ်းမှုရတယ်ဆိုတာအဲ့ဒါက ဒါလေးပါဖောက်ပြန်မှုတက်တာရာရရှိသွားတာပါအဲ့ဒါကဇန်နဲ့ငြိမ်းချမ်းခြင်းတမာတိနဲ့ငြိမ်းချမ်းခြင်းမဟုတ်ပါဘူးအမှန်ကအာနာပါနကမ္မထာမှာမိမိကျင့်တဲ့အဋိဌံသတ်မှတ်တဲ့အဋိဌံအချိန်တွင်းမှာအာနာပါနကမ္မထာဘိုင်းမှာဝင်လေထွက်လေကနေတတိမကွာအောင်စောင့်ထင်းရမယ့်အလုပ်ကဒါအဲ့ဒီအလုပ်ကကိုယ့်အလုပ်ပါပဲအဲ့ဒီကြရရမှာဝေဒနာတက်လာတာ ပေါ်ရင်စိတ်သွားရောက်မယ်အဲဒီစိတ်ကိုမရောက်အောင်ဝင်လေထွက်လေမှာပြန်သိမ့်စီရမယ်အဲလိုသိမ့်စီတဲ့အခါမှာစိတ်ဒီဒုက္ခနဲ့မဆက်ဆံတော့မစင်းရလို့ငြိမ်းတာကိုဒါအဲဒီငြိမ်းတာမျိုးကိုလိုချင်တာပါဝေနာတက်တာသွားလို့ပြဲသွားလို့ငြိမ်းတာကိုဒါကတက်တာတယ်လို့ပဲခေါ်ပါတယ်ငြိမ်းချမ်းမှုလို့မခေါ်ပါဘူးဤကဲ့သို့ဝိညာဉ်နောက်ဆက်တွေပေါ်လာတဲ့စိတ်ကိုစောင့်ကြည့်ရမှာမှန်ပါသလားအဲ့ဒီချိန်မှာက စိတ်ကိုစောင့်ရှုရမှာမဟုတ်ပါဘူးအာနာပါနဝန်လေးထွက်လေအဲ့ဒီတစ်ခုတည်းကိုပဲကျင့်ရမယ်ကံဓာဖြစ်တဲ့အတွက်ကြောင့်နော်စိတ်ကိုစောင့်ရှုရမယ်အလုံးမဟုတ်သေးဘူးဝန်လေးထွက်လေမှာစိတ်ကွာမသွားအောင်စောင့်ထင်းရမယ်ကံဓာအဲ့ဒီအလုပ်ပဲလုပ်ရအောင်ပါပါအဲ့တော့တက်တာတဲ့ချမ်းသာတဲ့ဆိုတာဝေနာတက်တာလို့ရောဝါလို့တက်တာတာမျိုးကိုမဆိုလိုဘူးဝေဒနာတွေပြင်းထန်စွာရှိနေပါတော့လေ စိတ်ကဝေဒနာနဲ့မဆက်ဆံပဲနဲ့လွတ်လို့သို့မဟုတ်မီးမကင်လို့မီးနဲ့လွတ်သွားလို့ငိမ့်တာမျိုးကိုလိုချင်ပါတယ်အဲ့ဒါမျိုးမီးသေးသွားလို့ငိမ့်တာမျိုးမဟုတ်ပဲနဲ့မီးရှိပြီးမီးနဲ့မကင်လို့မိမိငိမ့်ချမ်းတာမျိုးကိုဒါလိုချင်တာဖြစ်ပါတယ်အဲ့ဒီကဏ္ဍမှာမဟာပလင်နဲ့မဆိုင်သေးပါဘူးသူ့အပိုင်းသူ့အပိုင်းလိုက်ရှိတဲ့အဲမှာအာနာပါနာဘိုင်းမှာ အာနာပါနာဘိုင်းကြည်ညက်ဖို့လိုပါတယ် အဲ့ဒီမှာစည်းကမ်းနေရှိပါတယ်စိတ်နဲ့ရုပ်ကိုညှိချုံမှုกินရမယ်ဆိုတဲ့အချက်နော်ပခုံးနေညှိထားတာခါးကြီးတွေမြင့်တင်ထားတာပေါင်ကျောနောက်ကျောတွေရင်ကျောတွေတင်းထားတာလက်တွေဆုပ်ထားတာအဲ့လိုစိတ်နဲ့ရုပ်ကိုနှလုံးအင်အားကိုညှစ်ပြီးတော့အကျောတွေတင်းအောင်ချုပ်ထားတာမရှိဘဲနဲ့စပွဲပေါ်ကောဘရုပ်ကလေးအသက်မရှိတဲ့ကောဘရုပ်တင်ထားပြီးတကယ်တော့ တတ်မှတ်တဲ့အဋိဌံအတွင်းမှာ나이အတွင်းမှာအဲ့ဒီလိုညှိချုံမှုกินပြီးတော့ကျင့်နိုင်ရမယ်အဲ့ဒါပထမအချက်နောက်တစ်ချက်ကဝန်လီထွက်လီအရှိတူအနည်းမြန်အပြော့ပြင်းအဲ့ဒါကိုတဖြောင်းနဲ့စနစ်အတိုင်းမှန်ကန်စွာရှုနိုင်ရမယ်စိတ်ကိုဝေဒနာမှအာနာပါနမှမကွာသွားအောင်တစ်ဆက်တည်းဝေဘဝန်လီထွက်လီတိအောင် အားထုတ်ရမယ်။သိခြင်းမှသိမယ်သို့တော်လည်းများများသိရမယ်။နောက်ဆုံးမြဲအောင်သိသွားရင်ဇံစောစောလာပြီးတော့ကိုမရှူဝါးပဲနဲ့သူ့ဘာသူရှူဆိုင်လာလိမ့်မယ်။အဲ့ဒါဆိုရင်ဇံစောတက်လာပြီလို့ခေါ်ပါတယ်။ဇံရဲ့စိတ်အလင်းနေတက်လာပြီလို့ဆိုလိုတာ။အဲ့ဒီကြလို့ရှင်သူ့ဘာသူလွတ်လွတ်ကြီးရှူပြီးတော့ရလို့လည်းမရပဲနဲ့ငြိမ်းချမ်းပြီးတော့ချမ်းသာနေလိမ့်မယ်။ အဲ့ဒီချမ်းသာမျိုးလိုချင်ပါတယ်တချို့ကြတော့လေဝင်လေထွက်လေအဲ့လိုတပြောင်းနဲ့မှန်မှန်လေးရှူသွားရင်းနဲ့အဲ့ဒီဝင်လေထွက်လေမှာတတိငြေးပြီးတော့လောဘဒုသဇောတွေငြိမ်းသွားပြီးတော့ဘဝင်ကြသွားပြီးတော့စိတ်နဲ့ယုံနဲ့ကွာပြီးတော့တခြားသည်ဖြစ်ပြီးတော့အယူရသွားတာလည်းရှိတယ်အဲ့ဒီငြိမ်းချမ်းတာမျိုးလေးလိုချင်တယ်အဲ့ဒီနန်းချောင်းနှစ်ခုတစ်ခုခုပေါ်မှာရောက်ရမယ် အဲ့ဒါအာနာပါနာပိုင်းဖြစ်ပါတယ်အရှိတူအနည်းမြန်အပြော့ပြင်းနော်ရှူဆိုင်မှုမှန်ရမယ်စိတ်နဲ့ရုပ်ကိုညှိချုံမှုကင်းရမယ်အဲ့ဒီအင်္ဂါရတ္တိနဲ့ပြည့်စုံအောင်ကျင့်ပါလို့ပထမအဆင့်တိုက်တွန်းကြပါတယ်